ဘာဘော်ကအကျန်းဆုံးတတ္တဝါကျွန်တော်တို့ခြေထောက်အောက်ကကဘာကြီးကမြင်ဝင်းနဲ့မြင်ရဖို့မလွယ်ကူတဲ့လိုဝဲချက်တွေရှိပါတယ်။ရင်းကြီးပင်လေးတစ်ပင်ချွတ်ဆူဆူလေးတစ်နေရာကိုမိုက်ခရိုစကုပ်နဲ့ချက်ကြည့်လိုက်ရင်ဇူးစမ်းတဲ့တတ္တဝါလေးတစ်ကောင်ကိုတွေ့ရပါလိမ့်မယ်။သူဟာရွယ်စားအားဖြင့်0.5မီလီမီတာလောက်သာရှိပြီးတော့ရေဝက်ဝင်လိုလဲလူသိများပါတယ်။သူ့နာမည်ကတော့ Teddy Grape ပါ။ဒီလိုသိငယ်တဲ့တတ္တဝါလေးကိုဘာကြောင့်လူတွေကစိတ်ဝင်တစားလေ့လာနေကြတာလဲ။ဒီကတော့ရှင်းပါတယ် ထတိဂရိတွေရကဘာပေါ်မှာအကျန်းခံနိုင်ဆုံးတရဝါဖြစ်သမတ်ချင်းခံရလို့ပါပဲသူဟာလူသားတွေစိတ်ကူးရင်လို့မရနိုင်တဲ့ခြေနေမျိုးစုံကိုအသက်ရှင်သန်နိုင်တဲ့စူပါပါဝါတွေပိုင်ဆိုင်ထားသူပါသူဟာပုပ်ပွက်စုနေရဲ့ရေအာဂတလေယာနဲ့ယိုဂလီယာတဲအောင်ကြီးစားပေါင်းများစွာနဲ့အဘာပေါ်ကအေးဆုံးတဲ့အပူဆုံးခြေနေတွေကိုတောင် ရှင်သန်နိုင်ဘူးပါဒီလိုသိငယ်တဲ့တရဝါလေးကဘလို့နင်းငယ်ဒီလိုမဖြစ်နိုင်တဲ့ဆွမ်းအားတွေကိုပိုင်ဆိုင်ခဲ့တာလဲ ဒီနေ့မှာတော့ထရီဂရိတ်ရဲ့ဇီဝဗေဒလိုဝဲချက်တွေကိုဟောထုတ်ကြည့်ကြရအောင်ပါထရီဂရိတ်တွေကပုံမှန်သဏ္ဍာန်အပြင်အလွန်ထူးဆန်းပါတယ်သူဟာခြေတော့ရှစ်ချောင်းရှိပြီးတော့ခြေတော့တိုင်းမှာခြေသေးငယ်လေးတွေရှိပါတယ်ဒါကြောင့်သူတို့ကဆော့ဆွတ်တဲ့မြေမျက်နှာမြေပေါ်မှာတွားသွားနိုင်ကြပါတယ်သိပ္ပံပညာရှင်တွေကသူတို့ကိုသတ္တဝါမျိုးစိတ်တစ်ခုအနေနဲ့သတ်မှတ်ဖို့စာပိုင်းမှာခက်ခဲခဲ့ကြပါတယ်ထရီဂရိတ်ရဲ့ရှင်သန်နိုင်မှုအဓိကတော့ချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံပါ သူ့ရဲ့ DNA မှာအခြားသတ္တဝါတွေရဲ့ DNA တွေပါဝင်နေပြီးတော့သူတို့ရဲ့ DNA ကိုဓာတ်ရောင်ကြီးဂျန်ကနေကာကွယ်ပေးနိုင်တဲ့ပူးခြားတဲ့ protein တစ်မျိုးကိုထုတ်လုပ်နိုင်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အကြီးမားဆုံး super power ကတော့ဇီဝဖြစ်စဉ်ရပ်တန့်ခြင်းပဲဖြစ်ပါတယ်။ပဝဉ္ဉေခြေနေတွေရံပြင်းထန်လာပြီးဆိုရင်30 grade တွေဟာသူ့ကိုယ်သူကာကွယ်ပေးတဲ့ထန်းလို့ခေါ်တဲ့နှုံးဝမှကြောတဲ့ပုံစံအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီအချိန်မှာသူတို့ကခန္ဓာကိုယ်ရေတပ်68ရာခိုင်နှုန်းခန့်ကိုဖယ်ရှားလိုက်ပြီးတော့ ဇီဝဖြစ်စဉ်အားလုံးကိုရပ်တန့်ထားလိုက်ပါတယ်ဒီထန်းပုံစံနဲ့ tardigrade ဟာစာမစားပဲရေမတောက်ပဲနဲ့နှစ်ပေါင်း30ကျော်ထိအသက်ရှင်နေနိုင်ပါတယ်ဒီလိုဇီဝဖြစ်စဉ်ရပ်တန့်ထားခြင်းအပြင် tardigrade တွေဟာကမ္ဘာပေါ်ကအပြင်းထန်ဆုံးအခြေအနေတွေကိုကျော်လွှားနိုင်ခဲ့တာပါဒိဗ္ဗမညာရှင်တွေက tardigrade ရဲ့ကြံ့ခန့်နိုင်တဲ့ဘလောက်ရှိလဲဆိုတာကိုရပ်ပွဲကမ်းမှာမြေမနာစမ်းသပ်နေခဲ့ကြပါတယ်သူရဲ့တွေ့ရှိချက်ကတော့တကယ့်ကိုအမခန်းပါပဲ။သူက200ဒီဂရီဆက်စီရဲ့ဒီအေးခဲတဲ့အပူချိန်မှာနေနိုင်ပြီးတော့ပြန်ပြီးပုံတွေးလာတဲ့အခါမှာပုံမှန်အတိုင်းပြန်လဲအသက်ရှင်နိုင်ပါတယ်။ သူကပေါ်ပေါ်ဆူနေတဲ့150ဒီဂရီဆက်စီရအထိရှိတဲ့အပူချိန်မှာတော့ရှင်သန်နိုင်ခွင့်ရှိပါတယ်။ထရီဂရိတ်ကကမ္ဘာသမုဒ္ဒရာရဲ့နှက်ရှမ်းရုံးနေရာပေပေါင်း3600ရဲ့ဖီးအားဖြင့်ခြောက်စာပုံများတဲ့ဖီးအားကိုလည်းခံနိုင်ရှိပါသေးတယ်။ဒါကကမ္ဘာပေါ်ကတက်တော်ဝါတွေထက်စဉ်းစားလို့မရနိုင်တဲ့အခြေအနေတစ်ခုပါ။ဇိုးအောင်စမ်းသပ်မှုကတော့ဓာတ်ရောင်ကြီးစမ်းသပ်မှုပါ။သူကလူသားတွေတည်ဆုံနိုင်တဲ့ဓာတ်ရောင်ကြီးအဆင့်တဲ့ရာပေါင်းများစွာပုံများတဲ့ဓာတ်ရောင်ကြီးကိုခံနိုင်ရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒီစွမ်းအင်ကပဲသူတို့ကို အာဂါဒခီးစဉ်အတွက်အရေးပါတဲ့တရဝါဖြစ်ရွေးချယ်ခံရစေခဲ့ပါတယ်ဖရီဂရိတ်တွေရကဘာပေါ်မှာရှင်သန်နိုင်အောင်မကဘဲနဲ့အာဂါဒလေယာဉ်မှာတော့ရှင်သန်နိုင်တဲ့ပထမဆုံးတရဝါတွေပါ၂၀၀ခုနှစ်မှာသိပ္ပံပညာရှင်တွေဟာဖရီဂရိတ်တွေကိုဇူယိုတောမြန်နဲ့အာဂါဒတဲ့ကိုကိုးဆောင်ခဲ့ပြီးတော့သူတို့ကိုအာဂါဒရဲ့အပြင်ဘက်ကိုထုတ်ပစ်ခဲ့ပါတယ်အာဂါဒလေယာဉ်မှာဘာတွေဖြစ်ပျက်ခဲ့လဲသူတို့တွေကလေမရှိတဲ့နေရာ၊ပြင်းရမရှိတဲ့နေရာနဲ့အပူချိန်လွန်အေးတဲ့နေရာတွေမှာတိုက်ရိုက်ထိတွေ့ခဲ့ရပါတယ်။ဒီပြင်သူတို့ကကမ္ဘာလေထုကနေစစ်တုပ်ပေးတဲ့ ပြန်လွန်ရောင်ကြီးကိုပါအပြည့်ဝခံရခဲ့ရပါအာဂါသားကနေပြန်ရောက်လာပြီးနောက်မှာတော့အိပ်ပံပညာရှင်တွေဟာထရီဂရိတ်များပြားပုံမှန်တိုင်းအသက်ရှင်နေရကိုတွေးရှိခဲ့ရပါတယ်ဂျိုထရီဂရိတ်တွေဟာအာဂါသားလေယာဉ်နဲ့မှာရှင်သန်ရောင်သာမကဘဲနဲ့ကမ္ဘာမြေကိုပြန်လည်ရောက်လာတဲ့အခါမျိုးပွားခြင်းကိုတော့ဆက်လက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ရေရှားဝေတွေ့ရှိမှုကကမ္ဘာမြေပြင်ပမှာအသက်ရှင်သန်နေထိုင်နိုင်မှုရှိနိုင်တဲ့ဆိုတဲ့ပန်စပေးမီးယား theory ကိုပါပို့ပြီးအားကောင်းစေခဲ့ပါတယ်သူတို့ကသူ့ရဲ့အရွယ်စားသေးငယ်မှုနဲ့ ဆန့်ကျင်ဘက်အမကန်စွမ်းအားတွေကြောင့်ဇီဝကမ္မဗေဒပညာရှင်တွေအတွက်ကြီးမားတဲ့လိုအပ်ချက်တစ်ခုဖြစ်နေစေပါသူတို့ရဲ့ရှင်သန်နိုင်စွမ်းကိုလေ့လာခြင်းအပြင်လူသားတွေရဲ့စေးမြင့်ညာမှာပါကြိုးကျေးသူတွေရရှိလာနိုင်ပါတယ်ဓာတီရွက်ရဲ့ DNA ကိုကာကွယ်ပေးနိုင်တဲ့ပရိုတင်းတွေကိုလူသားတွေရဲ့ဆဲတွေမှာအသုံးပြုနိုင်မယ်ဆိုရင်၎င်းအား DNA ပြည့်စုံမှုကိုကာကွယ်ပေးပြီးတော့သူင်းရဲ့ဆေးဝါးတွေကိုအိတ်ခဲပြီးခြံကြကြထိမ့်သိမ့်နိုင်ဖို့အတွက်အလားအလာကောင်းတွေရှိနေပါတယ်ဓာတီဂရိတ်တွေဟာအဘဘကအဆုံးရောက်တဲ့အချိန်တွေအားလုံးကိုကျော်လွှားနိုင်ခဲ့တဲ့စူပါပါဝါသတ္တဝါတစ်ကောင်းပါ တင်းရဲ့ခြေတော်အားကရင်ကြီးလေးတွေထဲမှာတော့ဒီလိုအံ့ဩစရာကောင်းတဲ့တိုးဝက်ချက်တွေရှိနေပါသေးတယ်။လူချင်းမင်းတို့ကဘလို့ထင်ပါသလဲ။ပတိဂရိတ်လေးရာအချားဂျူကနေရောက်လာတဲ့တတဝါတွေလား။ဒါမှမဟုတ်ကဘာမီရဲ့စစ်မှန်တဲ့ရှင်သန်မှုစူပါစတားတွေလား။ကိုယ့်ရဲ့အမြင်ကိုကွန်မတ်မှာမျှဝေပေးခဲ့ပါဦး။ဒီလိုကဘာလိုဝက်စမ်းကြတဲ့တတဝါတွေရဲ့အကြောင်းကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပြီးဟောင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့။